ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲရဲ့တရေပေးမှုကြောင့်အစိုးရအဖွဲ့ကောင်ဆောင်မိုဟာမက်ယူနုကမြန်မာနိုင်ငံရခိုင်ပြည်နယ်မှာလူသားချင်းစာနာထောက်ထားမှုစင်ကြံဖော်ဆောင်ရေးအစီအစဉ်ကိုနောက်ဆုတ်လိုက်ကြောင်းအိန္ဒိယထူထေးသတင်းမှဖော်ပြခဲ့ပါရယ်ဒီစင်ကြံကိုအောက်ထည့်ဖော်ဖို့ကုလသမဂ္ဂကဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ကိုအကြံပြုခဲ့တာဖြစ်ပါရယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့အကြံပေးတူဟစ်ဟော်စင်ကဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ဟာကုလသမဂ္ဂရဲ့အကြံပြုချက်ကိုသဘောတူကြောင်းကြေညာခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲဖိုးချုပ်ကြီးဝါကာအုပ်ဆာမန်ကဒီဇင်းညံကိုသွေးစွန်းနဲ့ဇင်းကြံလို့ခေါ်ဆိုခဲ့ပါတယ်။ဒီဇင်းညံဟာဘင်္ဂလားဒေ့ရှ်ရဲ့အချုပ်အခြာအာဏာကိုထိခိုက်စေနိုင်ပြီးအမေရိကန်ရဲ့ပထဝီမဟာဗျူဟာအသာစီးရရှိဖို့အားထုတ်ကြိုးပမ်းမှုဖြစ်ကြောင်း နိုင်ငံအတွင်းစိုးရိမ်မှုတွေမြင့်တက်ခဲ့ပါတယ်။ရခိုင်စင်းကြံလိုလဲလူသိများတဲ့ဒီအစီအစဉ်နဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေမြင့်တက်နေတဲ့အတိုင်းအောင်ယွန်းနွတ်နဲ့၎င်းရဲ့သစ္စာကံတွေဟာရွေးကောက်ပွဲမလုပ်ဘဲအာဏာတည်မြဲစေဖို့အတွက်အမေရိကန်ရဲ့တောင်းဆိုချက်ကိုလက်ရောနေတာဖြစ်တယ်လို့လေးလာသူတွေကပြောပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ကနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိခိုက်စေမဲ့ဘလို့လှုံ့ဆော်မှုကိုမဆိုဘရောမပါဝင်မှာမဟုတ်ပါဘူးလို့ဗိုလ်ချုပ်ကြီးထာမန်က မေ22ရက်မှာယာယီအစိုးရအဖွဲ့ကိုတရိပ်ပေးခဲ့ပါတယ်။ဘလို့လုံးရမစိုးအမျိုးသားအကျိုးစီးပွားအတွက်ဦးစားပေးရပါမယ်။ဘာပဲလုပ်လို့နိုင်ငံရေးသဘောတူညီချက်ရရှိရပါမယ်လို့ဇာမန်ကပြောတယ်လို့ဒါခါထရီဗျူးသတင်းစာကဖော်ပြခဲ့ပါတယ်။ဒါပြင်ရွေးကောက်ပွဲကိုစွန့်လင်စွာကျင်းပပေးဖို့စစ်တပ်အရေးကိစ္စတွေကိုဝင်ရောက်ဆွတ်ဖက်ခြင်းမပြုဖို့ရခိုင်စင်းကြံလိုမျိုးအထက်အရေးကိစ္စတွေမှာစစ်တပ်ကိုအသိပေးအကြောင်းကြားဖို့ဇာမန်ကယူနစ်ကိုတိုက်တွန်းခဲ့ပါတယ်။ဘင်္ဂလားဒေ့ရဲ့အရှေ့ပိုင်းချက်တိုဂရမ်တိုင်းဒေသကနေစတင်မဲ့ဒီစင်းကြံဟာ မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာရှိတဲ့အရက်သားတွေကိုအကူအညီတွေပေးဖို့မဲ့လမ်းကြောင်းတစ်ခုအဖြစ်အသုံးပြုဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ PNP နဲ့တခြားနိုင်ငံရေးပါတီတွေအပေါင်းဝင်နိုင်ငံအတွင်းဒီစင်းချံဖော်ဆောင်ရေးအစီအစဉ်ကိုစန့်ကျင်ကန့်ကွက်ခဲ့ပြီးဒီအစီအစဉ်ဟာတစ်ဖက်သက်ဆန်ပြီးတရားမဝင်ကြောင်းပြောကြားခဲ့ကြပါတယ်။ဒီစင်းချံဟာတရုတ်ကိုတံပြန်ဖို့အမေရိကန်ရဲ့ဩဇာအာဏာလွှမ်းမိုးရေးအစီအစဉ်ရဲ့တစိမ့်တစ်ပိုင်းဖြစ်ကြောင်းကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ပါတယ်။စင်စစ်မှာအမေရိကန်နဲ့ကုလသမဂ္ဂတို့ရဲ့အကြံပြုချက်ဟာဘင်္ဂလားဒေ့ Bangladesh နဲ့မြန်မာနိုင်ငံတို့ရဲ့အချုပ်အခြာအာဏာကိုဆိုးရွားစွာထိခိုက်မှုအပောင်းဝင်ကြီးမားတဲ့စိုးရိမ်မှုတွေကိုဖြစ်စေကြောင်းဒီစင်းကြံကိုပြည်ပဩဇာလွှမ်းမိုးမှုစည်ရင်းနဲ့ထောင်လှည့်ရေးအထောက်ပံ့တွေအတွက်အသုံးပြုနိုင်ခြင်းရှိတဲ့လားလားအတွက်စိုးရိမ်မှုတွေမြင့်တက်နေကြောင်း Dhaka Tribute သတင်းစာကဖော်ပြခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးစာမန်ရဲ့ပြင်းထန်တဲ့သတိပေးမှုအပြီးမှာအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ခါလီလာရာမန်ကအစိုးရအဖွဲ့ဟာဒီစင်းကြံအစီအစဉ်ကိုဘယ်ပါတီနဲ့မှဆက်လက်ဆွေးနွေးတော့မှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။